င်္ဂလာပါခင်ဗျရမုတ်ခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်တိုင်းပြည်ဗန်နံွေကိုအကြိုက်သုံးတိဆောက်ထားတဲ့အချက်ဖတ်စစ်ကောင်စီတပ်ကို၄နှစ်သား PDF တပ်တွေကမဟာမိတ်တပ်တွေနဲ့ပေါင်းပြီး PRP တိုက်ပွဲဝင်နေမှာအောင်ဘွဲတွေရရှိနေတယ်လို့ NG ဝန်ကြီးချုပ်မဝင်းခိုင်တန်းကပြောလိုက်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL အဒီနဲ့ရုပ်နိုင်ငံရဲ့ချိန်ချောက်မှုကိုအမျိုးမျိုးရင်ဆိုင်ခံစားနေရပြီးပြည်သူလူထုလည်းထိခိုက်နေရတယ်လို့ TNL ဗိုလ်မှူးချုပ် တပ်ပန်လှကတရားဝင်ထုတ်ပြောဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြောဆိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တိုင်းပြည်ဗန္ဒန်ငွေကိုအကြိုက်သုံးတိစောက်ထားတဲ့အကြံဖက်စစ်ကောင်စီတပ်ကို၄နှစ်သား PDF တပ်တွေကမဟာမိတ်တပ်တွေနဲ့ပေါင်းပြီး PRP တိုက်ပွဲဝင်နေရမှာအောင်ဘွဲ့တွေရရှိနေတယ်လို့ AUG ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောလိုက်ပါတယ်ဒါကတော့ ဒီနေ့မေလ9ရက်နေ့မှာကြာရောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းခြင်း၄နှစ်ပြည့်အထိမ်းအမှတ်မိန့်ခွန်းမှာ NGO ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောလိုက်တာပါလက်ရှိနှစ်ပေါင်းများစွာတိုင်းပြည်ဗန်နာငွေတွေကိုအကြိုက်သုံးပြီးတိဆောက်ထားတယ်အချက်ဖတ်စစ်ကောင်စီတပ်ကို၄နှစ်အတွင်းဖွဲ့စည်းထားတဲ့ PDF တပ်တွေကမဟာမိတ်တပ်တွေနဲ့အတူပူးပေါင်းပြီးတိုက်ပွဲတွေဝင်ခဲ့ကြတာဟာအောင်မြင်မှုတွေဘလောက်အတိုင်းတာထိရောက်နေပြီလဲဆိုတာကိုအားလုံးမြင်တွေ့နေပြီဖြစ်တဲ့အတွက် ဒီလိုလင်းနေသား PDF တက်တွေကိုအတူတကွလက်တွဲပြီးတွေးတဲ့တသားတဲ့ယက်တီတိုက်ပွဲဝင်ပေးခဲ့ကြတယ်မဟာမိတ်တိုင်ရင်သာတော်လိုင်းအဖွဲ့ဇီးတွေနဲ့ဒေသဆိုင်ရာကာကွယ်ရေးတက်တွေကိုပါမေ့ထားလို့မရပဲကျေးဇူးအထူးတင်တဲ့အကြောင်းကိုပါထည့်သွင်းပြောကြားလိုပါတယ်လို့ NGO ဝန်ကြီးချုပ်မဝင်းခိုင်တန်းကပြောလိုက်ပါတယ်ဒါအပြင်အဲ့ဒီလို PDF တက်ဖွဲ့တွေအင်အားတောင့်တင်းလာအောင်လဲမြန်မာနိုင်ငံအတွင်းကပြည်သူတွေတင်မကကဘာတဝမ်းကမြန်မာပြည်သူတွေရဲ့ပါဝင်မှုတွေကြောင့်ပါအခုလိုပြည်သူကာကွယ်ရေးတက်မတော်အဖြစ်အသွင်ပြောင်းလာတာဖြစ်တယ်လို့ လက်ရှိမှာလဲစနစ်တကျဖွဲ့စည်းတိစောက်ထားတဲ့ PDF တပ်တွေအနေနဲ့စစ်ရေးစွန့်ရေးစီယုံရေးစွန့်ရေးအုတ်ချုပ်ရေးစွန့်ရေးပြည့်မီတဲ့တပ်မတော်တရအဖြစ်တိစောက်ထားနိုင်တာတွေ့ရလို့လေစာဂုံယူရပြီမဲ့လက်ရှိမြန်မာနိုင်ငံသားတွေကိုစင်ရဲတွင်နှက်စေတဲ့စစ်အာဏာရှင်စနစ်ချုပ်ငိမ့်ပြီးတော်လှန်ရေးအောင်ပွဲရရှိဖို့အတွက်အပိသက်တိုက်ပွဲဝင်ကြဖို့ကိုလည်းအားပေးတိုက်တွန်းချင်ပါတယ်လို့ NGO ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောလိုက်ပါတယ်။ လက်ရှိမှာတော့ပြည်သူ့ကာကွယ်ရေးတမတော် PDF တပ်တွေဟာမြို့သားညီညွတ်အစိုးရ NGO ရဲ့လက်အောက်မှာတရင်ပေါင်း316ရင်းနဲ့ဖွဲ့စည်းထူထောင်ထားပြီးဖြစ်တယ်လို့လည်း NGO ရဲ့လင်းနှစ်ပြည့်အစီရင်ခံစာမှာထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL အနေနဲ့တရုတ်နိုင်ငံရဲ့ချိန်ချောက်မှုကိုအမျိုးမျိုးရင်ဆိုင်ခံစားနေရပြီးပြည်သူလူထုလည်းထိခိုက်နေရတယ်လို့ TNL ဘုံကြီးတာပန်လှကတရားဝင်ထုတ်ပေါ်ပြောဆိုလိုက်ပါတယ် တကူရောယမန်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ TNL တွဲဖက်အထွေထွေအတွင်းရင်းမှုဗိုလ်မှူးကြီးတပ်ပန်လာကိုယ်တိုင်ထုတ်ဖော်ပြောဆိုသွားတာပါလက်ရှိမှာတရုတ်အစိုးရဘက်ကတော့တရုတ်မြန်မာနယ်စပ်တလျှောက်နဲ့တရုတ် gas pipe line စီမံကိန်းတွေအပြင်တရုတ်စီမံကိန်းတွေတရုတ်ရဲ့ကုကြိုးစီးပွားရှိတဲ့နေရာတွေမှာတိုက်ပွဲမဖော်ဆောင်ဖို့ချင်းချောက်ဖိအားပေးပြောဆိုနေတာတွေလုပ်နေတယ်လို့ဆိုပါတယ်ဒါအပြင်တရုတ်နိုင်ငံဘက်ကစစ်ကောင်စီရဲ့တောင်းဆိုမှုတွေကြောင့် တရုတ်မြန်မာနယ်စပ်တွင်မှ2024ခုနှစ်ဇွန်လကစပြီးဖြက်လေးဖြက်ပုံစံနဲ့ပိတ်ဆို့ဖြတ်တောက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်ပြည်သူတွေရဲ့စာဝတ်နေရေးတွေပါခက်ခဲခဲ့ရသလိုတစ်ဖက်မှာလည်း TNL အနေနဲ့တရုတ်နိုင်ငံရဲ့ချုံချောက်မှုကိုအမျိုးမျိုးရင်ဆိုင်ခံစားနေရပြီးပြည်သူလူထုပါထိခိုက်နေရတယ်လို့ TNL ဗိုလ်မှူးကြီးတပ်ပန်လာကသတင်းစာရှင်းလင်းပွဲမှာတရားဝင်ထုတ်ဖော်ပြောဆိုတော့ပါတယ်ခင်ဗျာတစ္ဆတ်ထဲမှာပဲ TNL နဲ့အချက်ဖက်စစ်ကောင်စီတန်ကြားဆွေးနွေးပွဲပြက်ပြက်ပြီးတဲ့နောက် အကြံဖက်စစ်ကောင်စီက TNL သိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုလေကြောင်းတိုက်ခတ်မှုတွေအဆက်မပြတ်လုပ်နေရမှာဒီကနေ့မေလ9ရက်နေ့မနက်ပိုင်းမှာလေကြောင်မဲမြို့နယ်ကိုလေနဲ့လာပြီးထပ်မံဘုံကျဲသွားပြန်တယ်လို့ဒေသခံပြည်သူတွေနဲ့စစ်ရေးသတင်းရှိမိကပြောပါတယ်ဒါကတော့ဒီကနေ့မေလ9ရက်နေ့မနက်7:00နာရီဝန်းကျင်လောက်မှာပဲအကြံဖက်စစ်ကောင်စီတပ်က TNL သိမ့်ပိုက်ထားတဲ့အရသာပြည်သူတွေနေထိုင်ရာကြောင်မဲမြို့နယ်ကိုလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားရမှာကြောင်မဲမြို့နယ်ပြည်သူစေယုံအနီးမှာကြောက်ရွံ့ပောက်ကွဲခဲ့တယ်ဆိုပါတယ်လက်ရှိတရုတ်နိုင်ငံရဲ့ဂျာဝင်စွပ်ဖက်မှုကြောင့် အချက်ပတ်စကောင်းစီနဲ့တရားနယ်တက်ကြားတရုတ်နိုင်ငံကူမင်းမြို့မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲတက်ပြဲသွားပြီးတဲ့နောက်မှာပဲအချက်ပတ်စကောင်းစီဟာတရားနယ်တိမ့်ပိုက်ထားတဲ့မိုးကုံနောင်ချိုကြောင်မဲစတဲ့မြို့နယ်တွေကိုလေကြောင်းတိုက်ခတ်မှုတွေဇက်တိုက်လှုပ်ဆောင်နေတာဖြစ်တယ်လို့လေဒီတော့ကန်သတင်းရင်းမြစ်တွေကပြော့ထားကြပါလိမ့်ခင်ဗျာ တစ်ဖက်မှာတော့မန္တလေးတိုင်းမှာရှိတဲ့ဝန်တွင်းမြို့နယ်မှာအချက်ဖက်စကောင်စီတပ်ကတရက်ထဲမှာပဲလူငယ်ရာကနန်းလောက်အတိပေါ်တာဆွဲဖမ်းဆီးသွားပြီးတော့ပတ်စံနဲ့ပြန်ရွေးခိုင်းတယ်လို့ပြန်မရွေးနိုင်တဲ့လူငယ်တွေကိုတော့စစ်မှုထမ်းရမယ်ဆိုပြီးစစ်သားစုဆောင်ရေးတပ်ထဲကိုတခါတည်းပို့လိုက်ကြတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ၂ရက်နေ့ကပဲ ဝမ်ရင်းမြို့ကမြို့ပေါ်ဈေးကိုလာတဲ့လူငယ်တွေအပါဝင်အနီးပတ်ဝန်းကျင်ကျေးရွာတွေကလူငယ်တွေကိုအချက်ဖတ်စစ်ကောင်စီတပ်ကတရက်ထဲမှာပဲပေါ်တာဆွဲဖမ်းဆီးတွားရမှာလူငယ်ပေါင်းရာခိုင်နှန်းလောက်အထိပါသွားတယ်ဆိုပါတယ်အဒီနောက်ဖမ်းဆီးခံရတဲ့လူငယ်တွေကိုစစ်ကောင်စီတပ်ကထွေအုပ်ယုံနဲ့ခေါ်သွားပြီးတော့လူငယ်တအုပ်ကိုငွေကျပ်390နဲ့300အထိလူပေါ်မူတည်ပြီးပြန်ရွေးခိုင်းတယ်လို့အဲ့လိုသူတို့တောင်းတဲ့ငွေနဲ့ပြန်မရွေးနိုင်တဲ့လူငယ်တွေကိုတော့စစ်မှုထမ်းရမယ်ဆိုပြီးမိတီတာကအချက်ဖတ်စစ်ကောင်စီရဲ့အမှတ်113တက်ထဲကိုတခါတည်းပို့လိုက်ကြတယ်လို့ ေသကပြည်သူတွေကပျော်ထကြပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့မကွေးဗဟုအကျဉ်းတောင်မှာနိုင်ငံရေးကျင်းသားအစ္စလမ်ဘာသာရေးခေါင်းဆောင်ကိုမြတ်ကိုဆိုတဲ့သူကိုအချက်ဖက်စကောင်စီရဲ့အကျဉ်းဥစည်းအရာရှိမင်းလွင်ဦးခေါင်းဆောင်နဲ့အဖွဲ့ကဝိုင်းဝန်းရိုင်းနှံမှုကြောင့်တေဆုံသွားခဲ့ရတယ်လို့အကျဉ်းထောင်တွင်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ28ရက်နေ့ကပဲမကွေးဗဟုအကျဉ်းတောင်ကနိုင်ငံရေးအကျဉ်းသားအစ္စလမ်ဘာသာရေးခေါင်းဆောင်ကိုမြတ်ကိုဆိုတဲ့သူကို အချင်းဦးစီးဌာနဦးစီးရရှိမဲလွင်ဦးစိုးသူဦးစီးဘီဒုဦးစီးမူတိန်ဝင်းဒုဦးစီးမူဝင်းနိုင်အိတ်ဆောင်တုံးအဆောင်မူကျော်ဆက်ဦးစိုးသူတို့ကဘာသာရေးကိစ္စနဲ့ပတ်သက်ပြီးထောင်ဝင်တန်းတွေနဲ့အရင်စကားများခဲ့ဘူးတဲ့အညိုးနဲ့ပြစ်ဒဏ်တိုက်ပါလူမဆန်အောင်ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်ဆိုပါတယ်အဲဒီလိုအချမ်းဖတ်စကောင်စီရဲ့အချင်းဦးစီးအရာရှိမဲလွင်ဦးခေါင်းဆောင်နဲ့အဖွဲ့ရဲ့ဝိုင်းဝန်းရိုက်နှက်မှုကြောင့်နိုင်ငံရေးအကျဉ်းသားအစ္စလမ်ဘာသာရေးကောင်းဆောင်ကိုမြတ်ကိုဆိုးတဲ့သူဟာပြင်းထန်ဒဏ်ရာတွေနဲ့ပဲတေဆုံသွားခဲ့ရပြီး ဒီလိုထောင်တွင်းအကြမ်းဖက်ညှဉ်းပန်းနှိပ်စက်မှုတွေကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေကလစ်လျူမရှုဘဲလက်ရှိအစ္စလမ်ဘာသာရေးခေါင်းဆောင်ကိုမြက်ကိုတည်ဆုံးမှုကိုဆိုရင်အမှုဖွဲ့အရေးယူနိုင်မှုမိသားစုဝင်တွေနဲ့အတူသက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းတွေကပါဝိုင်းဝန်းကူညီသင့်ပါတယ်လို့လည်းအချင်းထောင်တွင်းတည်ရင်မြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ စကိုင်းတိုင်းကရွှေဘုံမြို့အနီးကိုဗဟိုပြုပြီးဒီကနေ့မေလ9ရက်နေ့မနက်ပိုင်းမှာပဲအင်အား၄.၈အဆင့်ရှိတဲ့ငလင်ထပ်မံလှုပ်ခတ်သွားပြီးပျော်ပွဲရေဦးခင်ဦးနဲ့မိုးကုတ်မြို့တွေမှာပါတိတိတသာခန်းစားလိုက်ရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဒီကနေ့မေလ9ရက်နေ့မနက်6:00နာရီဝန်းကျင်လောက်မှာပဲစကိုင်းတိုင်းကရွှေဘုံမြို့အနောက်မြောက်ဘက်ကိုဗဟိုပြုပြီးအင်အား၄.၈အဆင့်ရှိတဲ့ငလင်ထပ်မံလှုပ်ခတ်သွားတယ်လို့ အမေရိကန်ညီအစိုးရ NGO ရဲ့တဘာဝဘေးအန္တရာယ်ဆိုင်ရာဝင်ကြီးဌာနကနေတရင်ထုတ်ပြန်ထားသလိုအမေရိကန်ငလျင်စောင့်ကြည့်ရေးဘူမိဗေဒ USGS ကလည်းထုတ်ပြန်ထားပါတယ်။အဲ့ဒီလိုရွှေဘုံမြို့အနီးကိုပိုးပြပြီးလှုပ်ခတ်သွားတဲ့ငလျင်တံကိုပျော်ပွဲရေဦးခင်ဦးနဲ့မိုးကုတ်မြို့တွေမှာပါတိတိတသားခန်းစားလိုက်ရတယ်လို့ဒေသခံပြည်သူတွေကပြောထားပြီးလက်ရှိမှာတော့မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကစကိုင်းငလျင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက်နောက်ဆက်တွဲငလင်ငယ်ပေါင်း160ကျော်လှုပ်ခတ်ခဲ့တယ်လို့လဲစစ်ကောင်စီလက်အောက်ခံမိုးစလကနေထုတ်ပြန်ထားပါသေးတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရေအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နှံ့ငယ်ပါ